တရင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့မေလ10ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးချင်တာကတော့တော်ရင်စေးရုံမှတ်တမ်းရုပ်ရှင်ချင်းမိုင်မှာပြသခဲ့ကြောင်းတင်ဆက်ပေးပါမယ် frontline hospital ဆိုတဲ့မှတ်တမ်းရုပ်ရှင်မိတ်ဆက်ပွဲကိုမေလ9ရက်နေ့ကထိုင်းနိုင်ငံချင်းမိုင်မြို့မှာပြုလုပ်ခဲ့ပါတယ် မြန်မာနိုင်ငံရဲ့တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ပြည်သူတွေကိုရှေ့တန်းမှာစေကူတာပေးနေတဲ့အကြောင်းနဲ့တော်ရင်တနီယာကစေယုံအကြောင်းရိုက်ကူးမှတ်တမ်းတင်ထားတဲ့ရုပ်ရှင်ဖြစ်ပြီးချင်းမိုင်မြို့မှာမေလ9ရက်နဲ့10ရက်နှစ်ရက်ကြာပြတာသွားမှာဖြစ်ပါတယ်။မှတ်တမ်းရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ Director Matt Blue ကကျွန်တော်ကမြန်မာအကြောင်းရုပ်ရှင်တွေကို2003ခရဲကစပြီးရိုက်ကူးခဲ့တာပါ။နောက်တော့မြန်မာနိုင်ငံမှာဒီမိုကရေစီစနစ်ဖြစ်သွားတော့ကျွန်တော်မြန်မာနိုင်ငံကနေထွက်သွားခဲ့ပါတယ်။ နောက်တော့2021အာနာလဲသိန်းရောကျွန်တော်မြန်မာနိုင်ငံကို ပြန်လာခဲ့တာပါကျွန်တော်မှာမြန်မာမှာဟိုးအရင်ကတည်းကစေလောကနဲ့ပရဟိတအလုပ်တွေလုပ်နေတဲ့တငယ်ချင်းတွေရှိပါတယ်ဒီတော့သူတို့ကိုကျွန်တော်မှတ်တမ်းတင်ဖို့ဖြစ်လာပါတယ်ဘာလို့လဲဆိုတော့စစ်ပွဲဖြစ်လာတဲ့အခါလူမှုအဖွဲ့အစည်းတွေအကြောင်းကျွန်တော်စဉ်းစားမိသွားလို့ပါအစိုးရအဆုံးတွေဖြစ်ပေါ်နေပြီးအထူးသဖြင့်ကျမ်းမာရေးဆောင်ရှောက်မှုတွေဖိနှိပ်မှုတွေအများကြီးရှိနေတာကိုပေါ့ဒီတော့ကျွန်တော်အလုပ်ကိုဒီနယ်ပယ်မှာအာရုံစိုက်မိတော့တာပါပဲလို့ပြောပါတယ် ဒီမတန်းရုပ်ရှင်ကိုမေလ18ရက်နေ့မှာထိုင်းနိုင်ငံမဲဆောက်မြို့မှာထပ်မံပြသသွားမှာဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းနဲ့နိုင်ငံရေးစီရေးသုံးသက်ချက်ကတော့ကျွန်တော်တွေးဆမိသလောက်ထရမ့်ဟာအမျိုးသားနိုင်ငံရေးဖြစ်ပြီးအမေစုဟာလည်းအမျိုးသားနိုင်ငံရေးသမားပဲဖြစ်တယ်။ကိုယ်နိုင်ငံအကျိုးစီးပွားကိုပဓာနထားတဲ့အမျိုးသားဒီမိုကရေစီစနစ်ကိုဖော်ဆောင်ကျင်ကြတဲ့သူတွေမို့လို့လိုင်းချင်းတူတယ်လို့အကြံဉာဏ်ကောက်ချက်ချလို့ရပါတယ်။ ဒါကြောင့် Trump ရဲ့ပထမတက်တမ်းမှာအမေစုကိုအာဆီယံကနိုင်ငံတွေရဲ့ခေါင်းဆောင်ခြေထုတ်တွေခေါ်ပြီးအင်ဖြူတော်ကိုလာခဲ့ဖို့ဖိတ်ခဲ့တာအကြောင်းတစ်ခုရှိပါမယ်။ What is big thing ဆိုတဲ့မေးခွန်းရှိလာပါတယ်။ Trump ခေါင်းထဲမှာအဲ့ဒီတုန်းကဘာတွေးနေလဲဆိုတာကျွန်တော်တို့မသိနိုင်ပါဘူး။အင်ဖြူတော်ဖိတ်စာဟာမြန်မာနိုင်ငံက US Embassy ကနေတဆင့်အမေစုစီလာပို့မှာပဲဖြစ်လို့ meeting title ကိုအမေစုတော်တည်ခဲ့လောက်ပါပါ။အဲ့ဒီအချိန်တုန်းကအခြေအနေတွေကိုတွေးဆကြည့်ရသလောက် အင်ဒိုပစိဖစ်ဒေသမှာထရမ့်ဟာတရုတ်ထိန်းချုပ်ထားတဲ့ကွန်ရက်ကိုဖောက်ထွက်ဖို့အမလိုက်နဲ့တည်ပြီးကြိုးစားနေခဲ့ပါတယ်။တစ်ဖက်ကလည်းတရုတ်ကို trade war နဲ့တွယ်နေတာဒုတိယအကြော့ရောက်နေပြီးအပြန်အလှန်ကြိတ်နေကြတဲ့အချိန်မှာတရုတ်နဲ့အိမ်နီးချင်းဖြစ်တဲ့နိုင်ငံတွေထဲမှာ VNN မြန်မာလာအိုထိုင်းရှိပေမဲ့မြန်မာဟာတရုတ်ကိုထိန်းချုပ်ဖို့အတွက် geopolitical အရာအကောင်းဆုံးဖြစ်နေတယ်လို့အမေစုလိုခေါင်းဆောင်လည်းရှိနေတော့ Trump ဟာမြန်မာကိုတီးခေါက်ကြည့်ကျင်ပုံရပါတယ်။သို့မဟုတ် give and take တခုခုလုပ်ကျင်ပုံရတယ်လို့ယူဆမိပါတယ်။ ။ဘာကြောင့်လဲဆိုတော့မြန်မာပြည်သူတွေက NLD အစိုးရနောက်မှာတခဲနဲ့ရှိတယ်လို့ပြည်သူအစိုးရပြတဲ့လမ်းမှာခေါင်းမာမာနဲ့မမမမတက်ညီလက်ညီရှောက်နေကြတာကြောင့်လဲပါနိုင်ပါတယ်။အဲ့ဒီအချိန်မှာဒီကနိုင်ငံရေးအခြေအနေကလည်းမိုးရဲရေထဲမှာပါ။အမေစုကိုဖိတ်တဲ့အချိန်ဟာ trade war တတရားအဆင့်ဆော့ဖို့ Trump လေတံပြစ်နေတဲ့အချိန်ပေါ့။တရုတ်ဘက်က US သွင်းကုန်ကိုအခွန်ကောက်စရာတိတ်မကြံတော့ဘူး။ကောက်လေတန်းရာကနန်းလောက်သွင်းကုန်အနေငယ်သာကျန်တော့တယ်။ US အနေနဲ့စတုတ္ထအဆင့်ထိဆက်သွားလို့ရနိုင်တဲ့အခြေအနေရှိတယ်။ ီကြောင်းနဲ့တရုတ်မှာအခြေစိုက် Wall Brand Factory တွေကိုတရုတ်ပြည်ကတတ်ဆုပ်ခိုင်းနေလို့တရုတ်ကနေထွက်ခွာသွားတဲ့ brand တွေကြောင့်အလုတ်လက်မဲ့ပြဿနာထပ်တိုးပြီးတရုတ်အတော်ပြာနေပြီ။ကန့်ဆိုးစွာပဲအမေစုတို့ကလည်းတရုတ် guideline နဲ့ရေးထားတဲ့ခြေဥ်ကိုလွတ်တော်ထဲမှာကြပြာလွတ်ကင်နေဖုတ်နေတဲ့အချိန်အစိတ်သားနဲ့မျက်ကလူးစံပြာနဲ့ထိုင်ထလုပ်ပြီးအသေးအတန်ဘူးမုံနေရတဲ့အချိန်ပေါ့။တောင်တရုတ်ပင်လယ်ထဲမှာ US aircraft carrier နှစ်စီးဂျပန်မှာတစ်စီးမလက်ကရေးလက်ကြားမှာတစ်စီးအိန္ဒိယသမုတ်တရားမှာတစ်စီး ဒါရင်မဲလားဆိုတော့မကဘူး France UK Australia Japan Korea India ကရှိသမျှ less than moral worship တွေအုပ်လိုက်ကြီးဖုံထားပြီးတရုတ်ကိုပိတ်ထားတာအညိရိုက်တယ်ပေါ့ Middle East ကထွက်လာတဲ့တရုတ်ရင်းနဲ့တင်သင်းမော်တွေမလက်ကာမှာဖျက်မရလို့ကြောင်ပြောင်နေပြီးတရုတ်ရဲ့တနိုင်ငံလုံးစာအရန်လောင်စာတူလောင်ထားနိုင်စွမ်းကလည်း45ရက်စာပဲကြံတော့တာကြောင့်တရုတ်လည်းဘာမှမတတ်နိုင်တော့ပဲအကျက်ဆိုင်လာလို့ငပိတ်ကြီးကိုဆွဲထုတ်တော့တာအားလုံးအသိပါ ငပိနဲ့ပြန်ထွက်လာတော့မှအကုန်တိုင်ပတ်ကုန်ရောတက်ပြန်ခောက်ရပါတော့တယ်ငပိဟာအရှိအလေပိုင်းဥရောပနဲ့တောင်အာဖရိကမှာကောင်းကောင်းကိုဒုက္ခပေးနေပြီးအမေရိကန်လည်းရောက်နေပြီလော့ကဒေါင်းတွေ isolation area တွေနဲ့ကဘာမှာအလုရှုပ်နေကြပြီဆိုပါတော့ဒီအချိန်ထိမြန်မာပြည်မှာဘာဘက်မှမပစ်သေးဘူးပြည်မကတရုတ်တွေမြန်မာပြည်ကိုခိုးဝင်လာပြီးတိုက်ခန်းတွေငားကငပိရှောင်ကြတယ်လို့ဟိုနာမိဒီနာမိနဲ့အုတ်အော်တောင်းနေဖြစ်ကြပါသေးတယ် ြန်မာပြည်လွှတ်တော်ထဲမှာအခြေမလတဲ့ခြေဥဆောင်ခွေးတက်ဟာလဲမြမပထမဆုံး max တက်သူများအဖြစ်လွှတ်တော်ထဲမှာ max တာတက်ပြီးတရုတ်ကိုအချက်ပြလိုက်တာနဲ့မြမာပြည်တဲကိုငပစ်လွှတ်ပေးလိုက်တာပါပဲငပစ်ကြားထဲကပဲ2020ရွေးကောက်ပွဲမှာပြည်သူကအကောင်းဆုံးရွေးချယ်ဆန္ဒပြုခဲ့ကြတာလဲဂုံယူစရာအဖြစ်ရှိခဲ့တယ်လို့တရုတ်ရောစစ်တပ်ပါယူခါပြီးရှော့ရကုန်ပါတယ်လွှတ်တော်ခေါ်ပြီးတာနဲ့တောက်ရေးမပါတဲ့ခြေဥဟာအကင်ခံရပြီဆိုတာလဲသူတို့သိနေခဲ့ပါပြီ။ တရုတ်ဟာ trade war နောက်ပိုင်းမြန်မာထွက်ပေါက်ဟာသူ့အတွက်သေရေးရှင်ရေးတမျှအရေးကြီးလာပါတော့တယ်။မလက်ကာကတာဖျက်ခွင့်မရရင်တရုတ်ရဲ့ရေနံလောင်စာကိစ္စဈေးရောင်းစားတဲ့တရုတ်အတွက်ပို့ကုန်တွေကိစ္စပြဿနာကြီးပါတယ်။ထိုင်းပင်လယ်ကွေ့နဲ့ကပ်ပလီပင်လယ်ပြင်ကိုဖောက်မဲ့ထိုင်းတူမြောင်းကလည်းမလက်ကာပြဿနာကိုဖြေရှင်းနိုင်တာမို့ရွေးချယ်စရာနှစ်ခုရှိလာပါတယ်။ဒါပေမဲ့ထိုင်းဟာ US နဲ့အလွမ်းသင့်ခဲ့ဘူးတလို့တရုတ်အနေနဲ့တစ်ကပြန်ဆရမှာဆိုတော့ CCP အနေနဲ့ပြန်လဲချိန်ထိုးကြည့်တဲ့အခါ မြန်မာကိုရွေးချယ်ခဲ့ပုံရပါတယ်မြန်မာမှာကတိုင်းရင်းသားလက်နက်ကင်တွေကိုသူ့ပလိုင်းတွေကဖားလို့သဘောထားပုံရပါတယ်အရင်ကအချင်းဒီကလည်းတရုတ်နယ်စပ်ကလက်နက်ကင်အဖွဲ့တွေကိုစွန်ကောရှန်တို့ဝမ်ရီတို့နဲ့စိတ်ကြိုက်ကောင်းကောင်းပလေးနိုင်ခဲ့တာကြောင့်ရဲ့မြန်မာပြည်ကစစ်တပ်ဟာလည်းတရုတ်ရဲ့နှိရှီလာများပုံသွင်းထားမှုကြောင့်အကျင့်ပြတ်ချစားပြီးငွေပြရင်အမိနှံ့ပြတဲ့အဆင့်ကိုရောက်နေတယ်လို့ တမိုင်းအရာလဲမြန်မာပြည်တွင်းစစ်တွေပြည်တွင်းပုံကံမှုတွေကိုစစ်တပ်ကစစ်ခွေးတွေကိုကင်ကောင်အဖြစ်ထားပြီးလိုသလိုကစားလို့ရနေတာကြောင့်အတော်လေးအဆင်ပြေတယ်လို့ယူဆခဲ့ပုံရပါတယ်။နောက်တစ်ချက်က88အလွန်90ဝန်းကျင်ကစလို့မြန်မာပြည်ရဲ့ပြည်သူနဲ့ထိစပ်နေတဲ့နယ်ပယ်အသီးသီးကဏ္ဍအသီးသီးတွေကို CCP ရဲ့လက်ရွေးစင်တွေကိုဆီလွတ်ပြီးငွေပင်ငွေရင်းအမျိုးမျိုးပြည်တွင်းနဲ့ CCP ရဲ့ဖိမထိန်ချုပ်မှုနဲ့အလုံးစုံထိန်ချုပ်လက်ဝဲကြီးအုပ်နိုင်ရေးကို နဝတရဲ့တန်တမန်အကျက်တဲကိုနင်းပြီးတစားတစားထိမ့်ချုပ်လာပါတယ်။ယနေ့မှာတော့မြန်မာနိုင်ငံသားတွေအားလုံးလူဒန်းစားအားလုံးမနက်မိုးလင်းကနေမိုးချုပ်တရုတ်နဲ့ထိတွေ့ကင်တွယ်စားသုံးရှင်သန်နေကြရပြီဖြစ်ပါတယ်။မူရစ်စီလောင်ကစားကစလို့အလင်းအမှောင်နေပေအသီးသီးမှာတရုတ်ထိမ့်ချုပ်ထားတာကိုဝမ်းနည်းစွာယူကျုံမရစွာတွေ့နေရပါပြီ။ အခုနောက်တဆင့်တက်ပြီးရဲတင်းစွာနဲ့ကမ္ဘာအဆင့်ဒုစရိုက်လုပ်ငန်းတွေလူကုန်ကူးလူသားကလီစာကုန်ကြမ်းတွေအတွက်ပါထိန်းချုပ်ကင်တွယ်လာပြီးဖြစ်ပါတယ်။ထိုင်းမှာဖမ်းထားတဲ့ရှီဆိုတဲ့ငနေဟာကြားဖြတ်မစ်ရှင်အတွက် CCP ရဲ့ cell တရှူဆိုတာဝန်ခံထားပြီးဖြစ်တယ်လို့ဖလပိုင်ကငတိမတကောင်မှာ CCP ကလွတ်လိုက်တဲ့တရိုးဆိုတာပေါ်လွင်ခဲ့လို့ဆွဲစီထားပြီးဖြစ်ပါတယ်။ဒါကဥပဒေအကောင့်နဲ့နိုင်ငံတွေမှာပေါ်လွင်သွားတဲ့အရာတွေဖြစ်ခဲ့ပေမဲ့ကျွန်တော်တို့နိုင်ငံမှာတော့ CCP cell တွေတန်းနေချီရှိနေနိုင်ပါတယ်။ နောက်တစ်ချက်စိုးရိမ်စရာကောင်းတာရှိပါသေးတယ်။ရှမ်းပြည်ဟာလူမျိုးပြောက်တော့မဲ့အန္တရာယ်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။တရုတ်သွေးနှောတွေများလာတာဟာမဟာအန္တရာယ်ကြီးပါ။တရုတ် CCP ကနေလွတ်တဲ့မစ်ရှင်တွေထဲမှာမြန်မာပြည်ရဲ့အမှုပညာနယ်ပယ်ယဉ်ကျေးမှုနယ်ပယ်ကိုပါ inject လုပ်ဖို့ကြီးရွယ်ထားတယ်ဆိုတာဒီလောကကစေလီတွေရဲ့အိမ်အောင်ပြုတ်တားမွေတဲ့အခါကလေးတွေမျက်ရည်ပြောက်ကုန်ပြီးသွေးဆုပ်ဖုတ်လို့ဖြူဆုပ်ဆုပ်တွေဖြစ်ကုန်ပါပြီ။မြန်မာကိုလုံးဝအပိုင်သိမ်းမှပင်လယ်ထွက်ပေါက်အတွက်စိတ်အေးရမယ်လို့ယူဆပုံရတဲ့အတွက် Chinaization လုပ်နေခဲ့တယ်လို့ယူဆပါတယ်။အပေါ်ကဆိုခဲ့တယ်လို့တရုတ်ထည့်ထားတဲ့ငွေပင်ငွေရင်းတွေလူအရင်းအမြစ်တွေနဲ့ CCP ရဲ့ Dark Side ဒုစရိုက်လုပ်ငန်းအရင်းအမြစ်တွေကိုတရုတ်အဆုံးခံဖို့မဖြစ်နိုင်တော့ဘူး။ကြုံသွားပါပြီ။တန်ဖိုးအပြင်လဲဘီလီယံများစွာမြုပ်နေပြီ။ BRI project တွေရောကြောက်ဖြူပိုင်လိုင်းရေတက်အခြေဆိုင်လို့ရတဲ့ကိုကိုဇာတကြီးအပြင်စက်မှုဇုံတွေမြေလွတ်မြေရိုင်းတွေအင်ယာတွေမှာလဲတရုတ်ပိုင်နာကလက်ညှိုးထိုးမလွဲ။ ဒါကြောင့်ပြည်သူမျက်နာကိုသာကြည့်တဲ့ NLD အစိုးရကိုဖြုတ်ချဖို့အာဏာသိမ်းဖို့လုပ်တာတရုတ်ရဲ့ master plan ဖြစ်ပါတယ်။ထားပါတော့ဗျာ။စစ်စစ်ပေါက်ပေါက်ထိုင်ပြောထိုင်ရေးနေရင်ကုန်မယ်တော့မထင်ပါဘူး။အချို့ဆိုရရင်ကျွန်တော်တို့တိုင်းပြည်မှာကြာရောက်နေတဲ့တရုတ်အန်ရယ်ကကြီးတယ်ဆိုတဲ့အဆင့်ထက်ကိုကြော်နေပြီးစိုးရိမ်စရာအနေထားပါ။တရုတ်ကိုတင်းပြီးစုရေးနေတာနဲ့လူရင်းမရောက်တော့ဘူး။လူရင်းကိုပြန်ဆက်ပြရစီဗျာ။အခု US မှာ Trump ပြန်တက်လာပြီး Make American Great Again လို့ကြွေးကြော်ပြီးတက်လာတာပါ။ သူ့နိုင်ငံသူ့နိုင်ငံသားသူ့နိုင်ငံရဲ့အကျိုးစီးပွားသာပထမပါမြန်မာကိုဘာလို့ပေးမလဲဘလို့လို့ပေးမလဲဘယ်သူအာမခံရဲတလဲလို့မေးရင်တကောင်းမှထွက်လာမယ်မထင်ပါဘူးထရမ့်တက်တာတက်တာကတပိုင်းမှာတော်လန်ရေးကိုသာအာယုံဆိုင်ပြီးပန်းနိုင်ကိုအားနဲ့မန်နဲ့ချီတက်ရမှာကတပိုင်းဘာမှမဆိုင်ပါဘူးထရမ့်ကမြန်မာပြည်အတွက်ဘာလို့ပေးမယ်ညာလို့ပေးမယ်လို့ဘယ်သူကမှအာမမခံနိုင်ကြပါဘူးအာမခံနိုင်တဲ့သူရှိရင်ထွက်ခဲ့ပါအလောင်းစားလို့မယ်အိမ်ကကလစ်ဘိန်းနဲ့အလဲချထပ်မယ်ဗျထွက်ခဲ့ဆိုလိုချင်တာက တော်လန်ရေးကပေါ့ဆလို့ရတဲ့အခြေအနေမဟုတ်တော့ပါဘူး MND ဘက်ကအပြစ်ရက်လိုက်ရတဲ့အတွက်စစ်ဆိုင်ထားတဲ့အင်အားတွေကိုဒီဘက်ကိုပုံမှာပါဒါကြောင့်ကိုတော်လန်ရေးကိုဂရုစိုက်ချဖို့အားထည့်ချဖို့လိုပါတယ်တော်လန်ရေးမှာတရုတ်ဆွတ်ဖက်မှုနဲ့ပတ်သက်လို့တရုတ်ဟာစစ်နက်ပြားပိတ်နေတဲ့ဖဲကိုကင်ထားပြီးအညာဒေါင်းဖဲတစ်ချက်ကိုဖိဆွဲနေတယ်ဆိုတဲ့အယူအဆကိုတစ်တုံညာနှစ်ခွန်စကတဲ့ကအမြဲထည့်တွေးတဲ့ပေတံတစ်ချောင်းဖြစ်ကျွန်တော်အမြဲကင်ဆွဲထားစေပါပဲ။ဘာကြောင့်လဲဆိုတော့ရာဇဝင်ပြန်လည်ပြီးအဆဆွဲရရင် ကနေ့အထိတရုတ်ကမြန်မာအပေါ်စည်တနာတန့်တန့်နဲ့ကောင်းခဲ့တဲ့သမိုင်းမှတ်တမ်းဆိုလို့မူးလို့ရှူစရာတောင်မရှိခဲ့ပါဘူး။လက်ရင်လက်တလို့ရုပ်မှကောက်ကျင့်မှုတွေတောကဒုက္ခတွေသာဖောဖောတည်တည်ပေးခဲ့တယ်။ MNDAA ကိုတော်လန်ရေးမှပါလို့ AA ကတော်လန်ရေးမှပါလို့အားပေးတာကတပိုင်း။တွေးတဲ့အခါစည်တနာတွေမြင့်တာတွေဖယ်ပြီးပကတိအရှိအတိုင်းတန်တရာအယူဆများစွာနဲ့ဖြစ်နိုင်ကြီးတွေကိုစဉ်းစားရတာမျိုးကအဖြစ်နီးစပ်တယ်လို့ယူဆထားလို့ပါ။ရိုဒင်ရဲ့တသင်းကဆိုတဲ့ပုံရိပ်ရဲ့ ကျွန်တော်တို့မမြင်မသိနိုင်တဲ့အချို့သောကိစ္စတွေလည်းရှိနေတော့တန်တရာဆိုတာကိုဥမကွဲတိုက်မပြတ်ဖက်ဒရယ်ဥပဒေပေါ်လာတဲ့အထိကင်ဆွဲထားရမှာပါပဲခြေဝင်ရှုပ်ပြီး cloud ဆန်နေတာကလည်းတရုတ်ဆိုတော့ဒီလိုတွေးလို့ရလာတဲ့တွေးစားချက်တွေဟာလုံကြုံတယ်အမှန်တရားနဲ့နှိစက်တယ်လို့ခံစားရပါတယ်ကျွန်တော် Trump ကိုရေးလဲခိုက်ပါတယ်နိုင်ငံရေးအရာဆိုတာထက်ပုံကိုရေးဆန်ဆန်ကိုကြိုက်တာပါသူလှုပ်ချင်ရင်ဘယ်ကောင်းမှဂိူးမဆိုင်ပဲလှုပ်တက်ပြောတတ်တယ် ဒုတ်ထိုးအိုးပေါက်ပြောဒဲ့တွေလိုက်ပြီးဘူတော်နေလို့ထရမ့်မှာရိုးစင်းတဲ့နိုင်ငံရေးသမားလို့ပထမအကြိမ်ထရမ့်တက်လာတော့ကထင်ခဲ့ကြတယ်။အခုဒုတိယအကြိမ်တက်လာတော့ထရမ့်ဟာမှန်းဆရအလွန်ခက်တဲ့ဘီဂျဲဆိုတာတကဘာလုံးကလက်ခံသွားပါပြီ။မြန်မာအရေးနဲ့ပတ်သက်လို့ထရမ့်စီကမျှော်လင့်လို့ရနိုင်သလားလို့မေးရင်အများကြီးမျှော်လင့်လို့ရနိုင်ပါတယ်။သို့မဟုတ်ဘာမှမရတာလည်းဖြစ်နိုင်ပါတယ်။အပေါ်ကယူဆထားတယ်လို့ပဲထရမ့်ဟာအမျိုးသားနိုင်ငံရေးသမားဖြစ်ပြီးအမေစုဟာလည်းအမျိုးသားနိုင်ငံရေးသမားပဲဖြစ်တယ်။ ိုယ်နိုင်ငံကိုယ်အကျိုးစီးပွားကိုပဓာနထားတဲ့အမျိုးသားဒီမိုကရေစီစနစ်ကိုဖော်ဆောင်ကျင်ကြတဲ့သူတွေမို့လို့လိုင်းချင်းတူတယ်လို့အကြံပြန်ကောက်ချက်ချလို့ရပါတယ်။တရုတ်ကို geopolitical အရထိန်းချုပ်ခြင်းနဲ့ဆန္ဒရှိလာရင်လည်းထိရောက်တဲ့ backup plan တွေမျှော်လင့်လို့ရနိုင်ပါတယ်။အခုလိုင်းပေါ်မှာ US ဟာစက္ကစကိုချော့ကမော့ကပေါင်းသိမ်းပြီးတရုတ်ကိုကင်တွယ်မယ်ဆိုတဲ့အယူဆတစ်ခုဖြစ်နေကြတဲ့ခုကိုပြောနေဆိုနေကြတာရှိပါတယ်။ ဖြစ်နိုင်ခြင်းအနေနဲ့ထည့်စင်းစားလို့ရနိုင်ပေမဲ့ဒါကတရက်သေးဖြစ်ကိုဖြစ်လာမဲ့ကိစ္စလို့တော့မယူဆစေချင်ပါဘူးကျွန်တော်တို့တော်လန်ရေးကကိုတူကိုထနဲ့ရုံခဲ့ကြတာကိုမမေ့ပါနဲ့ဂနေ့အထိခရီးရောက်လာရခြင်းတွေထဲမှာလဲစိတ်ခွန်အားစီးလုံးမှုနဲ့တန်ဒိတ်တန်ချပြီးဖြတ်ကျော်ခဲ့ကြတာကိုမမေ့ပါနဲ့အဲ့ဒါကိုပော့ရွှွှွဖြစ်သွားစေနိုင်တဲ့အယူအဆတွေလမ်းကြောင်းတွေဟာတော်လန်ရေးကိုတန်ဖိုးမဲ့စေပါတယ်ဘယ်ကောင်ကူကူမကူကူအဆုံးထိသွားဖို့စိတ်ခွန်အားနဲ့စီးလုံးမှုကသာအရေးကြီးပါတယ် တော်လန်ရေးအောင်ဖို့ဆိုရင်တော်လန်ရေးကိုဖျက်နေတဲ့ကောင်ရဲ့ရန်သူစစ်စစ်နဲ့သာပေါင်းရပါမယ်။စကားဆာကိုတော်လန်နေတာမို့စကားဆာကိုကူတဲ့ကောင်ရဲ့ရန်သူစစ်စစ်နဲ့ပေါင်းရပါမယ်။စကားဆာကို US ကကူရင်တရုတ်ကဒီဘက်ကိုကျင်းတည်ကူလိမ့်မယ်လို့ယုံလိုက်။တရုတ်ကိုမုန်းလဲရန်သူရဲ့ရန်သူစစ်စစ်ဖြစ်ရင်ကျုပ်တို့ရဲ့မိတ်ဆွေဖြစ်သွားနိုင်တယ်လို့ယူဆပါတယ်။ US ကကျုပ်တို့တော်လန်ရေးကိုကူတယ်ဆိုရင်တော့တရုတ်ကစကားဆာကိုပုံအောပြီးကူပါလိမ့်မယ်။နိုင်ငံကရစရာမရှိအောင်ကြေမွနေပြီး ်ငါတို့ဝင်ကူရင် proxy war ဖြစ်ပြီးပြပုံပဲကြံလိမ့်မယ်လို့စာနာတတ်တဲ့အတွေးမျိုး Trump မှာရှိရင်ရှိလိမ့်မယ်ရှီကျင်းဖြစ်တဲ့ CCP မှာတော့ဒီလိုစာနာတဲ့အတွေးရှိနေမှာမဟုတ်ပါဘူးဒါတိတ်ကိုတေချာတဲ့ကိစ္စပါအခုမိုးရဲရေတဲ့ရောက်နေပြီပဝါမကူရင်မရှူစတန်းစော်ရတော့မှာပါဘာတွေတွေ့ဝင်နေတာလဲလေတဲ့အိမ်ဆောက်နေတာတွေရက်ကြပါတော့တော်လန်ရဲ့အဖြေစစ်ကငါတို့လက်ထဲမှာငါတို့တိုက်မှရမှာငါတို့မှာငါတို့ပဲရှိတယ်တေတဲ့အထိစွဲနေအောင်မှတ်ထားကြဖို့ပါငါတို့မှာငါတို့ပဲရှိတယ်ကွာ လေးနှစ်ပြည့်တော့မယ်မအားလာစကစလဲအရက်ကူပါလူဝိုင်းမှာဖြစ်နေပြီဆက်စော်မယ်ပကတိအရှိတရားကိုဓမ္မဒိဋ္ဌံကြကြနဲ့ငါတို့ချင်းကပ်ကြပါစို့အရေးတော်ပုံအောင်ကိုအောင်ပါကွာအရင်ကစစ်တပ်ကကောင်းတွေရှေ့တန်းထွက်ရင်ကားတန်းလှေတန်းနဲ့အဝေးကြီးသွားကြရတယ်အခုတဝင်းတွေကထွက်တာနဲ့ရှေ့တန်းရောက်နေကြရတဲ့ခွေးတဲ့အဖြစ်ကတတ်သေးပါပဲ။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုစုံတီနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာကြပါစေ